ခန္ဓာစဉ်မြန်မာနိုင်ငံဝန်ဆောင်မှုခန္ဓာလေကျွန်တော်ရှိမှတင်ပြပြပါပြီလေယာသားငါတက်တော့တတ်ထူးစမှုလမှုလျှင်စစ်တာဆောက်လို့ရေးပို့ဆောင်ရေးစက်တော်ရင်ငွေချေးဝန်ဆောင်မှုဒါမျိုးလာတာအဲ့မှာမှကျွန်တော်ဆောက်လို့ရေးတင်ထားပြပါပြီဆောက်လို့ရေးနောက်ပိုင်းဒီဝန်ဆောင်မှုခန္ဓာတွေပဲဖြစ်တယ်ဒါဆိုတတိယအဆင့်ခန္ဓာလို့ပြောလို့ရတယ်မှာပါတယ်ကိုယ်ကျွန်တော်စကြည့်လိုက်အောင်ကိုယ်ရဲ့ခန္ဓာအခန်းကျွန်တော်တို့ပုံမှာပြောခဲ့ပြီးသား အလောက်ခွဲခြားလောက်ကင်ခြင်းနဲ့စောက်ချလောက်ကင်ခြင်းတို့ကြောင့်ကုန်စည်ပိုရှင်တွေရရှိလာတယ်ရရှိလာတဲ့အပိုရှင်တွေကိုမိမိတို့အလိုရှိရာအခြားကုန်စည်နဲ့ဖလှယ်ကြတယ်အဲ့လိုဖလှယ်ရတယ်ကျွန်တော်ကကုန်သွယ်မှုဆိုတာပေါ်ပေါက်လာတယ်အဲ့လိုဘာလဲလို့ပြောရင်ကုန်သွယ်မှုဆိုတာကုန်စည်နဲ့ဝင်ဆောင်မှုတွေဖလှယ်မှုကြောင့်ပေါ်ပေါက်လာတာလူတွေကသူတို့ကျွမ်းကျင်တဲ့လုပ်ငန်းတွေမှာစောက်ချထုတ်လုပ်ဖို့လေကုန်စည်တစ်ခုကိုမိမိလိုတာနဲ့ပို့ပြီးထုတ်လုပ်နိုင်ပါရှိလာတယ်အဲ့လိုချက်တဲ့ပိုရှင်လာတဲ့ကုန်စည်တွေကို မိမိလိုတဲ့အခြားကုန်စည်တွေနဲ့လဲလဲယူကြပဲဒါကြောင့်စောင်းချထုတ်လုပ်မှုနဲ့ဖလှယ်မှုတို့ပေါ်ပေါ်လာခြင်းလူသားတို့ရဲ့ control လုပ်မှုနဲ့စားသုံးမှုပုံမှုတိုးတက်လာစေတဲ့မြန်မာနိုင်ငံပြည်ပကုန်သွယ်ရေးပြည်ပကုန်သွယ်ရေးနိုင်ငံတနိုင်ငံနဲ့တနိုင်ငံတိုင်းပြည်နယ်တို့ပြည်ကုန်စည်များကိုစောင်းချလောက်ကိုင်းမှာပေါ်ပေါက်လာတဲ့လဲလဲမှုပုံစံကျွန်တော်အပြည့်ပြဆိုင်ရာကုန်သွယ်ရေးလို့ခေါ်တယ်ရှေ့ခန့်မှာပြောခဲ့ပြီးသားဒါကြောင့်နိုင်ငံခြားနဲ့လုပ်တဲ့ကုန်သွယ်ရေးကိုကျွန်တော်ပြည်ပကုန်သွယ်ရေးလို့ခေါ်တယ် ပြည်ပကိုယ်တော်ရေးမှာကျွန်တော်ကပုံစံနှမျိုးနဲ့လေ့လာတယ်။ပင်လယ်ကြောင်းကိုယ်တော်ရေးရဲ့နေဆက်ကိုယ်တော်ရေးဆိုပြီးတော့ပုံစံနှမျိုးနဲ့လေ့လာနိုင်တယ်။ Okay စချီအောင်ပင်လယ်ကြောင်းကိုယ်တော်ရေး ပြလိုက်ကြောင်းကုန်တယ်မြန်မာနိုင်ငံပြည်ပကုန်သွယ်ဆိုင်ရာမူဝါဒပြည်တွင်းမှာစားသုံးပြီးပေါ်ရှင်သမျှအားလုံးပြည်ပသို့တင်ပို့နံပါတ်1ချန်ပီယံပြောမယ်မြန်မာနိုင်ငံပြည်ပကုန်သွယ်ရေးဟာပြည်တွင်းစားသုံးပြီးပေါ်ရှင်သမျှအရာအားလုံးကိုပြည်ပသို့တင်ပို့ရမယ် မြန်မာနိုင်ငံပြည်ပကုံစည်ပြပြမယ်ပြပကုံစည်ဆိုင်မှာတော့ပြည်တွင်းစောက်တော့ပြီးပိုရှင်တမအရာအလုံးပြပတို့တင်ဖို့ရယ်ကျွန်တော်နိုင်ငံမှာရှိတဲ့တဘာဝတရံဇာတာတွေနဲ့လူရင်းမျိုးကိုအကျိုးရှိစွာအသုံးပြုပြီးတော့ပြပစည်းကွက်တို့ထိုးဖောက်ဝေရောက်နိုင်ရယ်ဒါနံပါတ်1ချက်နိုင်ငံတို့အတိကလိုရရှိရင်းနှီးမြှုပ်နှံဆိုင်ရာစက်ပစ္စည်းနဲ့ကုန်ကျန်းပစ္စည်းတွေအခြားကြီးကြီးတွေကိုဦးစားပေးတင်သွင်း ဒီမှာနဲ့ကျွန်တော်တင်သွင်းတဲ့အခါမှာနိုင်ငံအတွက်လိုအပ်လေးရှိတဲ့ရင်းနှီးမြှုပ်နှံမှုတွေလိုတဲ့စက်ပစ္စည်း၊ခုံရဲပစ္စည်းနဲ့အခြားအရေးကြီးလိုမျိုးပဲပြီးတော့ပြည်ပကိုကုန်စည်တင်ဖို့လည်းမှာကိုယ့်ပြည်တွင်းမှာစားသုံးပြီးတော့ပုံရှင်တမယောက်မှာပြည်ပတို့တင်ဖို့ရမယ်နိုင်ငံတွင်းမှာရှိတဲ့တဘာဝပြင်စားတော့နဲ့ဥမာရဆိုးခေါ်ကျွန်တော်လူအရင်းမြစ်ကိုအကျိုးရှိစွာအသုံးပြုပြီးတော့ပြည်ပစီကတို့ထိုးပေါင်းဝင်ရောက်နိုင်မှုအတွက်စူးစမ်းဒါကိုကျွန်တော်သုံးချက်ဒါကြောင့်ပြောရင်မြန်မာနိုင်ငံပြည်ပခုံတွေမူဆိုင်ရမူဝါဒ ပြည်တွင်းစားသုံးပြီးပိုရှန်သမျှအားလုံးကိုပြည်ပစေဖို့တို့တင်ဖို့ရန်မိမိရဲ့သဘောတရားစာရနဲ့လူရင်းမျိုးကိုအချိုးရှိစွာအသုံးပြုပြည်ပစေဖို့တို့ထိုးဖောက်ဝေရောင်းရန်နိုင်ငံတို့အဓိကလိုအပ်လျက်ရှိသောယင်းမျိုးနဆက်ဆက်ပစ္စည်းများကုန်ကျဲပစ္စည်းနဲ့အခြားကြီးကုန်ပစ္စည်းများကိုဥစားပေးတင်သွင်းရန်အားလုံးပေါင်းချက်ကျွန်တော်ခွင့်ပေးတာ။ Okay ကြည့်အောင်ပြည်ပကုန်သွယ်မှုရှင်းတဲ့ဗတ်ညီဖို့ပို့ဖို့တွဲကုန်တနည်းအားဖြင့်နိုင်ငံခြားကိုပေးရတဲ့ငွေနိုင်ငံခြားရတဲ့ငွေ ဘက်ညီဖို့အတွက်ကျွန်တော်နိုင်ငံမှာရှိတဲ့ပစ္စည်းကိုဥစွာတင်ဖို့မယ်ပို့ဖို့ဥစွာတင်ဖို့ပြီးတော့မှရှားတဲ့ဝင်နဲ့နိုင်ငံခြားဝင်နဲ့ပြန်ပြီးတော့ဝယ်ယူမယ်ကိုယ့်မှာရှိတဲ့နိုင်ငံခြားဝင်နဲ့ကျွန်တော်ကဘလိုက်ဝယ်တာမျိုးမလုပ်ဖဲနဲ့ကိုယ့်မှာရှိတဲ့ပစ္စည်းကိုတင်ဖို့ရောင်းချပြီးရတဲ့ဝင်နဲ့မှပြန်ပြီးတော့ဝယ်ယူဖို့အတွက်အဲ့ဒီမူကိုကျွန်တော်ခြေသုံးဆောင်ဖို့တတ်မှတ်ထားတယ် ဲ့တော့ပြည်ပကုန်ပစ္စည်းတွေတင်ဖို့ရောင်းချခြင်းနဲ့ပြည်ပမှာကုန်ပစ္စည်းတွေကိုတင်သွင်းခြင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တုံးတဲ့ငွေကြေးတွေကိုကြည့်အောင်ပြည်ပမှာပို့ကုန်ပစ္စည်းတွေမျိုးရောင်းချခြင်းနဲ့ပြည်ပနဲ့ကုန်ပစ္စည်းတင်သွင်းမှာခွင့်ပြုတဲ့နိုင်ငံเจ้าငွေမျိုးစားတွေကဒါအမေရိကန်ဒေါ်လာကျွန်တော်ဘုံငွေကြေးပဲလို့ပြောလို့ရတယ်ပင်းယူရိုယွမ်ရူပီဘတ်ပြမအမေရိကန်ဒေါ်လာရဲ့ ရှူရိုရဲ့ယွမ်ရဲ့ရူပီရဲ့ဘယ်ပုံမအားလုံးမှာ license ကြီးကောက်ခံခြင်းမရှိဘာလို့မကောက်ခံလဲလို့ပြောကျွန်တော်နိုင်ငံเจ้าကိုရမှာမို့လို့နိုင်ငံเจ้าတင်ဖို့လေပုံတွေပေါ့နိုင်ငံ license ကြီးကောက်ခံခြင်းမရှိဘူးတွင်းကိုနိုင်ငံနဲ့တင်သွင်းတဲ့ကုန်စည်တော့ license ခောက်တယ်ဘယ်လိုခောက်တာလဲငွေကြေးလိုက်ကျွန်တော်ဗမာဝင်တဲ့ကုန်တွေဗမာဝင်တဲ့ဆောက်ခိုင်းတယ် အမေရိကန်ဒေါ်လာနဲ့ကုန်သွယ်အမေရိကန်ဒေါ်လာနဲ့စောက်ခိုင်းတယ်ဒါကြောင့်ပို့ဖို့အားလုံးပုံမှာလိုင်းရေးခောက်ခံခြင်းမရှိဘူးတွင်းကုန်တွေရောချက်ဖြစ်ကုန်သွယ်ပါကချက်ဖြစ်လည်းကောင်းအမေရိကန်ဒေါ်လာဖြစ်ရောင်းဝယ်ပါကအမေရိကန်ဒေါ်လာဖြစ်တော့ခောက်ခံတယ်ပြည်ပတို့တင်ဖို့တဲ့ပို့ဖို့အမျိုးအစားတွေကဘာတွေလုံးလဲစိုက်ပျိုးရေးအတွက်ပစ္စည်းတွေနိုင်ငံခြားကိုတင်ဖို့တဲ့ပို့ဖို့အမျိုးအစားတွေနံပါတ်1စိုက်ပျိုးအတွက်ပစ္စည်းတွေနံပါတ်2ရေအတွက်ပစ္စည်းတွေနံပါတ်3တက်တော့အတွက်ပစ္စည်းတွေနံပါတ်4 တွင်းထွက်ပစ္စည်းတွေနဲ့နံပါတ်5 sorry နံပါတ်4တွင်းထွက်ပစ္စည်းတွေနဲ့အဖိုးတွေရင်းတာလေနံပါတ်5ကဓာတ်ငွေနဲ့အခြားသောကုန်ပစ္စည်းတွေလို့ကျွန်တော်သတ်မှတ်ပြပြပြီပြပါတော့တင်ပေါ်တဲ့ပုံပုံမျိုးစားတဲ့ဘာလဲလို့မေးစိုက်ပြိုးတွေပစ္စည်းတွေရေတွေပစ္စည်းတွေတတော်တွေပစ္စည်းတွေတွင်းထွက်ပစ္စည်းတွေအဖိုးတွေရင်းတာတွေဓာတ်ငွေအခြားသောကုန်ပစ္စည်းတွေဒါပေမဲ့အုပ်စုခွဲမှာကျွန်တော်၅စုစိုက်ပြိုးတွေပစ္စည်းများခြေတွေပစ္စည်းများတတော်တွေပစ္စည်းများတွင်းထွက်ပစ္စည်းများနဲ့အဖိုးတွေရင်းတာများ တောင်းဝင်တဲ့ခြားသောကုန်ပစ္စည်းများโอเคအဲ့ကျွန်တော်နိုင်ငံပြည်ပလို့တင်ဖို့တဲ့အဓိကအမျိုးအစားတွေအဲ့တော့ကျန်တာရောမပေါ့လားရှိတယ်ဒါပေမဲ့အဓိကအမျိုးအစားလို့ကျွန်တော်ပြောတာโอเคကြည့်မြန်မာနိုင်ငံမှာပို့ကုန်ပမာဏတစ်ဖြည်းဖြည်းတိုးလာဆိုတော့ပို့တဲ့အရေအတွက်တွေကတိုးလာတယ်ဒါပေမဲ့ပို့ကုန်အချိုးအစားမှာထင်ရှားတဲ့ပြောင်းလဲဆိုတော့ကျွန်တော်ပို့နေကြတဲ့တစ်လုံးတွေပို့မယ်တောင်းဝင်တွေပို့မယ်ရန်နံတွေပို့မယ်ကြောက်စိမ့်တွေပို့မယ်ဒီလိုပဲပို့တာစပားတွေပို့မယ်ဒီလိုပဲပို့နောက်တီးထွင်ပို့တဲ့ပြောင်းလဲမှုမျိုးမတွေ့ရအောင် အဲ့ဒါကြောင့်ပြည်ပဖို့ပို့ဖို့နေများများတိုးတက်ပြီးတင်ဖို့နိုင်တယ်ပြည်တွင်းမှာခေါင်းစည်းပြပွဲတွေခင်းချင်းပြသတယ်ပြည်တွင်းထုတ်လုပ်သူတွေနဲ့စီယုံဆောင်ရွက်တယ်အလုံးစုံဆွေးနွေးပွဲတွေကျင်းပပေးတယ်ပြည်ပဖို့ကိုတင်ဖို့ခြင်းတွေအကူအညီပေးဖို့ဆိုပြီးတော့ export promotion information center ကိုတိုင်းဒေသကြီးနဲ့ပြည်နယ်အသီးသီးမှာဖွင့်လှစ်ပေးပြီးတော့ပို့ဖို့မြင့်တွေကိုဝိုင်းဝန်းဆောင်ရွက်ပေးတယ်ပြပြပါမယ်မြန်မာနိုင်ငံပေါ့ကွန်ပမာဏအရေးအတွက်တွေလာတိုးလာတယ်ဒါပေမဲ့ထွန်းရှားတဲ့ပြောင်းလဲမှုမျိုးတော့မတွေ့ရဘူး တော့ပြည်ပအုပ်ကုန်နေတိုးတက်တင်ပေါ်တယ်ပြီးပြည်တွင်းကုန်စည်ပြပွဲတွေမှာခင်းကျင်းပြသပေးတယ်ပြည်တွင်းထုတ်လုပ်သူတွေနဲ့စီးရုံးဆောင်ရွက်ပေးတယ်အလုံးလုံးဆွေးနွေးပွဲတွေကျင်းပပေးတယ်ပြည်ပအုပ်ကုန်တင်ပေါ်ခြင်းနဲ့အကူအညီပေးဖို့ဆိုပြီးတော့ export promotion information center ကိုတိုင်းပြည်တိုင်းနဲ့ပြည်내အသီးမှာဖွင့်လှစ်ပေးခြင်းနဲ့ပို့ကုန်မြစ်တွေကိုဝိုင်းဝန်းဆောင်ရွက်ဒါကြောင့်ပို့ကုန်ဖွံ့ဖြိုးတိုးတက်စေဖို့နဲ့ရှင်းပြနိုင်ငံရှိစေဖို့အမျိုးသားဆင့်ပို့ကုန်မဟာဗျူဟာကိုလည်းနိုင်ငံတကာကုံသွေးစင်တာနည်းပညာကူညီနဲ့ရေးဆွဲအကောင့်တွေပို့ဖို့ဆောင်ရွက်လိုက်ရှိတယ် ပြန်ပြောပါမယ်ပို့ကုန်ဖွင့်ပြောတိုးတက်စေဖို့ ਨੇ ရှင်ပြိုင်နိုင်ငံရှိပြီလို့အမျိုးသားအဆင်ပို့ကုန်မဟာဗျူဟာကိုနိုင်ငံတကာကုံသွေးစန္ဒနီးပညာအကူအညီနဲ့ခြေဆွဲအကောင့်တွေပေါ်ရဲ့ရှိတယ်။ Okay ကျွန်တော်ဆက်ကြည့်အောင်။မြန်မာနိုင်ငံပို့ကုန်အဓိကဝယ်ယူနိုင်ငံတွေကဘယ်နိုင်ငံတွေလဲ? Thai, Singapore, India, ဂျပန်ဟောင်ကောင်ကျုပ်ပြည်သမ္မတနိုင်ငံနဲ့မလေးရှားပြန်ပြောမယ်မြန်မာနိုင်ငံပို့အောင်အဓိကဝယ်ရနိုင်ငံတွေကထိုင်းရဲ့စင်ကာပူရဲ့ဟောင်ကောင်ရဲ့အိန္ဒိယရဲ့ဂျပန်ရဲ့တရုတ်ရဲ့မလေးရဲ့မြန်မာနိုင်ငံပို့အောင်အဓိကဝယ်ရနိုင်ငံများမှာထိုင်းစင်ကာပူအိန္ဒိယဂျပန်ဟောင်ကောင်တရုတ်မလေးရှား မြန်မာနိုင်ငံပြည်ပအဓိကတင်သွင်းတဲ့ကုန်စည်အမျိုးအစားတွေကစားသုံးကုန်စည်တွေအဖျော်ရမကဆက်နေလောင်စာမအပကုန်ကြမ်းပစ္စည်းတွေတလိဆန်နဲ့ဟင်းသီးဟင်းရွက်စီတွေဓာတ်ရုပ်ဝေဒပစ္စည်းတွေစက်မှုထွက်ကုန်ပစ္စည်းတွေစက်ကရိယာနဲ့တည်ယူပို့ဆောင်ရေးပစ္စည်းတွေပြောပြမယ်မြန်မာနိုင်ငံအဓိကတင်သွင်းတဲ့ကုန်စည်အမျိုးအစား နံပါတ်၁စားသုံးကုန်စည်တွေနံပါတ်၂အဖျော်ယမကန်နဲ့ဆက်လိုက်နံပါတ်၃လောင်စာမအပကုန်ချက်ပစ္စည်းတွေနံပါတ်၄တရိတ်ဆန်တဲ့ဟင်းသီးရွက်စီတွေနံပါတ်၅ဓာတုပေဒပစ္စည်းတွေနံပါတ်၆ဆက်မှုထွက်ကုန်ပစ္စည်းတွေနံပါတ်9စက္ကရိယနဲ့တည်ယူဖို့ဆောင်ရည်ပစ္စည်းတွေဒါကျွန်တော် နိုင်ငံသားကနေပြည်တွင်းကိုအဓိကတင်သွင်းတဲ့ခုံစီတွေအဲ့တော့မြန်မာနိုင်ငံရဲ့အဓိကတွင်းကုန်တွေကဘာတွေလဲဆိုရင်ဆက်နဲ့တိမ်ဖို့ဆိုရင်ကရိယာဖြစ်ပြီးတော့အဓိကနံပါတ်1ဦးစားပေးတင်သွင်းတာဆက်နဲ့တိမ်ဖို့ဆိုရင်ကရိယာတွေဒုတိယဦးစားပေးတင်သွင်းတဲ့ခုံစီတွေကဆက်မှုခုံစီတွေဒီကောင်ဒီနံပါတ်1ဦးစားပေးတော့ဒါကနံပါတ်2ဦးစားပေးခုံစီဒါကြောင့်စားသုံးကုန်ပစ္စည်းတင်သွင်းမှုက2015 2016ခုနှစ်ကစပြီးတော့နှစ်ဆခန့်မြင့်တက်သွားတာကိုတွေ့ရတယ် အတီးကကျွန်တော်ဟိုရစားပုံးကုန်စည်တင်သွင်းလာတဲ့တင်သွင်းမှုက2015 2016ကနေစပြီးတော့နှစ်ဆခန့်မြင့်တက်သွားတယ်မြန်မာနိုင်ငံကုန်သွယ်ပမာဏတိုးပွားလာဖို့အတွက်တရားမဝင်ကုန်သွယ်မှုတားဆီးချင်းချိုလုံမယ်ဟုတ်လက်ဆက်ကုသရောင်းဝယ်လမ်းကြောင်းမြေမှာပြုတ်လုံနေတဲ့ကဲ့သို့ကုန်သွယ်မှုအများဆုံးလုပ်နေတဲ့ပင်လယ်ကြောင်းဝယ်လမ်းကြောင်းတွေပါဆောင်းလဲစစ်မှုပြတာဟိုကျွန်တော်နေဆက်ကနေဖြတ်ချုပ်ဝင်လာတရားမဝင်ကုန်စည်တွေဝင်လာမှာဆိုလို့အဲ့နေရာတွေမှာတင်းတင်းကြပ်ကြပ်နဲ့ တို့စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတဲ့တာစီထိန်းချုပ်ရေးလုပ်ငန်းတွေကိုပြုလုပ်နေတယ်။အဲဒါကြောင့်နေဆက်ကုံသွေးကြီးဆက်ကြည့်အောင်။နေဆက်ကုံသွေးကြီးဆိုတာနေဆက်မှာလုပ်တဲ့ကုံသွေးကြီးပေါ့။စာလိုပြောကြည့်အောင်နေဆက်ကုံသွေးဆိုတာနိုင်ငံသားတုံးနဲ့အခြားနိုင်ငံသားတုံး။နိုင်ငံသားတုံးနဲ့အခြားနိုင်ငံသားတုံးမှာတဦးကရောင်းတဲ့ကူတဦးအောင်ဝယ်တဲ့။ရောင်းလို့ဝယ်လို့နှုတ်လို့နေဆက်ဒေတာမှာတွဲဆုံပြီးတော့ပစ္စည်းကိုကြည့်ပြီးတော့ရောင်းဝယ်ပေးယူပြုလုပ်ခြင်း။ မြန်မာနိုင်ငံတရားဝင်နေဆက်ကုံတွေကိုစတင်ခဲ့တာတရားဝင်နိုင်ငံစတင်ခဲ့တယ်စတင်ခဲ့ခုနှစ်ခါ1988ခုနှစ်အတိအကျပြောမယ်ဆို22ရက်17လ88အဲ့မှာတရားမြန်မာနေဆက်ကုံတွေနဲ့စတင်ခဲ့တယ်မြန်မာနိုင်ငံဟာနေဆက်ကုံတွေရေးကို22ရက်17လ88နေ့မှာတရားမြန်မာနေဆက်ကုံတွေနဲ့စတင်ခဲ့တယ် တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးနဲ့စတယ်ဒုတိယနယ်စပ်ကုန်သွယ်ရေးလုပ်တဲ့နိုင်ငံကအိန္ဒိယမြန်မာနယ်စပ်ကုန်သွယ်ရေးစနစ်4လ65တတိယနယ်စပ်ကုန်သွယ်ရေးလုပ်တာကဘင်္ဂလားဒေ့ရှ်ဘင်္ဂလားဒေ့ရှ်မြန်မာနယ်စပ်ကုန်သွယ်ရေး9ရက်9လ65အရင်ထူးတဲ့ကိစ္စထိုင်းနဲ့လုပ်တဲ့နေဆက်ကုန်သွယ်ရေကျွန်တော်နောက်ဆုံးလုပ်တာ ထမဦးမြန်မာနဲ့နေဆက်ကုန်သွယ်ဆက်လုပ်တာတရုတ်ဒုတိယနေဆက်ကုန်သွယ်ဆက်လုပ်တာအိန္ဒိယတတိယနေဆက်ကုန်သွယ်ဆက်လုပ်တာကဘင်္ဂလားဒေ့ရှ်စတုတ်ဂါမြောက်ချမှာနေဆက်ကုန်သွယ်လုပ်တာထိုင်းအဲ့ဒါက16ရက်366ထိုင်းမြန်မာနေဆက်ကုန်သွယ်ရေးဒါကျွန်တော်တို့တရဝင်းဆိုတဲ့စကလုံးသုံးပါတယ်နော်တရဝင်းနေဆက်ကုန်သွယ်ပါတရားမဝင်ကျွန်တော်ကုန်သွယ်လုပ်တာကိုကျွန်တော်မပြောဘူး တရားဝင်နေဆက်ကုန်သွေးကိုစတင်လှုပ်ဆောင်တာကတရုတ်နဲ့လှုပ်ဆောင်တယ်20နှစ်ရဲ့ဆက်တလာ88ဒုတိယလှုပ်ဆောင်တာအိန္ဒိယနဲ့လှုပ်ဆောင်တယ်တတိယလှုပ်ဆောင်တာဘင်္ဂလားဒေ့ရှ်နဲ့လှုပ်ဆောင်တယ်စတော့တော့မြန်လှုပ်ဆောင်တာကျွန်တော်ထိုင်းနဲ့လှုပ်ဆောင်တယ်โอเคကျွန်တော်ဆက်ကြည့်အောင်နေဆက်ဒေတာရဲ့တစ်ဖက်အိန္ဒိယနိုင်ငံနေနဲ့ကုန်သွယ်မှုပြုတဲ့နေရာမှာအတုံးပြပေးချီတဲ့ sorry နယ်စပ်ဒေသများမှာတစ်စစ်တစ်ဖက်အိန္ဒိယနိုင်ငံနဲ့ကွန်မန်ဖြစ်မှာပုံမှန်ကွန်ဝေးနီးလည်းဆောင်ရွက်တယ်လို့နယ်စပ်ကွန်ဝေးနီးလည်းဆောင်ရွက်တယ်ပုံမှန်ကွန်ဝေးနီးလည်းဆောင်ရွက်တယ်လို့နယ်စပ်ကွန်တမှုနီးလည်းဆောင်ရွက်တယ်โอเคနယ်စပ်ဒေသပုံမှန်ကွန်ဝေးနီးလည်းဆောင်ရွက်တဲ့အခါကျတော့ပုံမှန်ကျတော့လုံလုံဆင်တယ်လို့လည်းပို့ကုန်သွင်းကုန်လိုင်စင်နဲ့ရှောက်ထားရမယ်ခွင့်ပြုမယ်ငွေလဲစားတယ်ဖွင့်လိုက်မယ် ပုံမှန်ကုံတော်ရေးနီးလန်းနဲ့ဆောင်ရွက်တဲ့အခါမှာပုံပုံတွေကို license လျှောက်ထားခြင်းခွင့်ပြုခြင်းငွေလဲဆောင်တယ်ဖွင့်လှစ်ခြင်းအဲ့လိုလုပ်တဲ့လုပ်ဆောင်ရေးတဲ့တွေကိုကျွန်တော်ဘယ်အားနဲ့တွားယူပြီးတော့ပင်လယ်ရေကြောင်းမှာလုပ်တဲ့လုံထုံးလုံကြီးတိုင်းဆောင်ရွက်တယ်ဒါကျွန်တော်ပုံမှန်ကုံတော်ရေးနီးလန်းပုံနီးလန်းနဲ့နဲ့ဆောင်ရွက်တယ်ပုံမှန်ကုံတော်မှုနီးလန်းဖြစ်နေတော့နေဆက်ကုံတော်မှုနီးလန်းဖြစ်လာတော့ ပုံမှန်ကုန်သွယ်မှုနည်းလမ်းနဲ့ဆောင်တာမှာပို့ဖို့သွင်းအောင် license လျှောက်ထားမယ်ခွင့်ပြုမယ်ငွေလဲစာတမ်းဖွင့်လိမ့်မယ်အဲ့ဒီလုံဆောင်ချက်တွေကိုပင်လယ်ကြောင်းကုန်သွယ်ရေးစနစ်မှာလုံဆောင်တဲ့လုံဆောင်ချက်တိုင်းဆောင်ရွက်တယ်အဲ့တော့ nested data တွေမှာကျွန်တော်ကုန်သွယ်မှုပြည်တယ်မှာဘယ်ပတ်စံကိုသုံးလဲမြန်မာနိုင်ငံကသုံးတဲ့ငွေကြေးသုံးမယ်ကုန်သွယ်မှုပြည်နိုင်ငံကသုံးတဲ့ငွေကြေးကိုသုံးမယ်သုံးမဟုတ်ကျွန်တော်နှစ်နိုင်ငံအားလုံးကမ္ဘာကမ္ဘာသုံးငွေကြေးလို့ဖြစ်နေတဲ့ဒေါ်လာကိုသုံးမယ် တကယ်လို့နေဆက်တွေကမအသုံးပေးချတဲ့ငွေကြီးကမြန်မာနဲ့ကယုတ်နေဆက်ပါမြန်မာပတ်စံချက်ပုံပတ်စံဖြစ်တဲ့ဒေါ်လာကယုတ်ပတ်စံဖြစ်တဲ့ယွမ်အဲ့လိုထိုင်းနဲ့မြန်မာနေဆက်မှာဟောမြန်မာထိုင်းနဲ့မြန်မာပတ်စံဖြစ်တဲ့ချက်ဒေါ်လာထိုင်းပတ်စံဖြစ်တဲ့ဘတ်အဲ့လိုကျွန်တော်ကချက်နဲ့ဒေါ်လာသည်ပုံသေးတရုတ်နဲ့လို့ယွမ်ပါမယ်ထိုင်းနဲ့လို့ဘတ်ပါမယ် အဲ့တော့အိန္ဒိယနဲ့လောက်ရင်ရူပီပါမယ်ဘင်္ဂလားဒေ့ရဲ့လောက်ရင်ကျွန်တော်ကတာကာပါမယ်ဒီမှာကျွန်တော်ကခလေးကိုပြောမယ်ချက်တည်းအကြောင်းသားပြရမှာမြန်မာပြည်နိုင်ငံသုံးငွေကြေးအချက်အမေရိကန်ဒေါ်လာအမေရိကန်သုံးတဲ့ငွေကြေးဟာအမေရိကန်ဒေါ်လာတရုတ်ငွေကြေးဟာယွမ်ထိုင်းယဘတ်အိန္ဒိယရူပီဘင်္ဂလားဒေ့ကတာကာဒါတွေကျွန်တော်ခလေးသိမှရတယ်โอเค လေယာထွက်ကုန်လို့ခေါ်တယ်ကျွန်တော်လေယာလို့တော့ရစ်ထွက်ကုန်ပစ္စည်းတွေဆန်ပဲပြောင်းနှံဝါချက်တုံနဲ့အခြားပြည်နယ်တွေကိုနေဆက်ကုန်ဝေးစခန်းတွေတစ်စိတီးကတင်ပြဆိုတော့ပင်လယ်ကြောင်းကုန်တွေရဲ့နေလောက်တာနဲတယ်လို့ပြောချင်တာနေဆက်ကုန်တွေစခန်းတွေတစ်စိအတီးကကုန်တော်ခဲ့တယ်နေဆက်ကုန်တော်ပမာဏတိုးွားလာပြီမြန်မာနိုင်ငံဖိပါကုန်တွေမှာပို့ကုန်ထက်သွင်းမှုပမာဏများတဲ့အတွက် ပို့ကုန်ထက်တွင်းကုန်ပမာဏများကျွန်တော်တို့ကပို့တာ100ဘုံဘုံဆိုပြန်တွင်းတာ150ဘုံဘုံလေအဲ့ဒါနိုင်ငံเจ้าဝင်လိုနေတယ်ဒါကိုကျွန်တော်တို့ကကုန်ပွဲမှုလုံဝေးလို့ခေါ်တယ်ပို့ကုန်ပမာဏထက်တွင်းကုန်ပမာဏပိုများနေလို့ပို့ကုန်ပို့ကုန်ထက်တွင်းကုန်ပိုများနေတဲ့ခါမှာကုန်ပွဲမှုလုံဝေးပြတယ်အဲ့ဒါကျွန်တော်ကပို့ကုန်ထက်တွင်းကုန်ကနေနေအဲ့ကုန်ပွဲမှုပုံဝေးပြတယ်လို့ခေါ်တယ် ဒါပေမဲ့လက်ရှိမှာကျွန်တော်ကကုံတွယ်မှုနဲ့ပတ်သက်ရင်လုံငွေပြနေစေပဲဖြစ်တယ်။ကဲနောက်ဆုံးစီတော့ကဘာလက်ခီတော့လုံးပဲနိုင်ငံတနိုင်ငံရဲ့စီးပွားရေးတိုးတက်ဖွံ့ဖြိုးစေဖို့အတွက်နိုင်ငံရဲ့ရင်းနှီးမြှုပ်နှံမှုတိုးချဲ့လှုပ်ဆောင်နိုင်တော့လေဖွံ့ဖြိုးတဲ့နိုင်ငံတွေမှာအရင်းနှီးမြှုပ်လို့ငွေကြေးလုံးလုံးမရှိဘူး။ဒါကြောင့်ပြည်ပကိုပုံပုံနဲ့တိုးချက်တင်ဖို့ရောင်းချနိုင်မှသာနိုင်ငံောင်းဝင်ရရှိမယ်။နိုင်ငံအတွက်လိုတဲ့ရင်းနှီးမြှုပ်နှံမှုရရှိမယ်။နိုင်ငံောင်းဝင်ရမှာကျွန်တော်လိုတဲ့ပစ္စည်းတွေရင်းနှီးမြှုပ်ဆိုင်ရာဆက်ပစ္စည်းတွေဝယ်ယူနိုင်မယ်။ နိုင်ငံတော်ကြီးနေညွန့်မှုရရှိစေ။အော်ပြည်ပပေါ်ပေါ်နေတင်ပို့တဲ့အပြစ်ကျွန်တော်နိုင်ငံเจ้าဝင်ပေးရရတယ်။ကဘာလက်ခီးသွားလုံတယ်။ကျွန်တော်ကဘာမှာတင်စားတယ်။မိခိုးမထွက်တော့စက်ယုံတင်စားရတယ်။ပြည်ပပို့တယ်ကဘာလက်ခီးသွားလုံတယ်။နိုင်ငံเจ้าဝင်ရရှိတယ်လုံငန်းတည်းရဲ့။ကဘာလက်ခီးသွားလုံတယ်ဖွံ့ဖြိုးတဲ့နိုင်ငံတွေသာမကောက်ဘူး။ဖွံ့ဖြိုးပြီးနိုင်ငံတွေအတွက်ပါအလုံးအကန့်ခွင့်လန်းနေတဲ့နိုင်ငံဝင်ဝင်ရရှိဖို့ကြီးမားစွာအထောက်အပံ့ပေးတဲ့ CYA ကဏ္ဍတစ်ခု။ โอเคအဲ့တော့ကျွန်တော်ဘယ်လိုနေရာတွေရရလဲကြည့်အောင်ခင်ဗျားတို့ငါတို့တော့ဖွပြောလာနေမြတ်နိုင်ငံသားတွေရဲ့လူမှုစီးပွားရေးဘဝတိုးတက်မြင့်မားတွေကြည့်ရတဲ့လုပ်ငန်းတစ်ခုကိုပြောရဆိုကဘာလက်ခီးသွားလုပ်ငန်းပဲကဘာမှာရှိတဲ့စီးပွားရေးပညာရှင်တွေကကဘာလက်ခီးသွားလုပ်ငန်းမီးကိုမထွက်တဲ့ကဘာဆက်ယုံကြီးများနဲ့အလားတန်တူပါတယ်လို့တင်စားခဲ့တယ်ကျွန်တော်ခုနပြောပြခဲ့ပြီကဘာလက်ခီးသွားလုပ်ငန်းဆိုတာမီးကိုမထွက်တဲ့ဆက်ယုံ ငံအမျိုးအစားတွေကိုနိုင်ငံအလိုက်ဒေသလိုက်တိုးတက်လာအောင်ခီးသွောလုပ်ငန်းတွေစိတ်ဝင်စားမှုကျယ်ပြန့်ထက်ဆိုင်မှုအပေါ်မှာမူတည်ပြီးတော့စီးပွားရေးလုပ်ငန်းအများပြားရှိတယ် sorry ကျယ်ပြန့်နှဆိုင်မှုမူတည်ပြီးတော့ခီးသွောလုပ်ငန်းအများပြားရှိတယ်အဲ့တော့ကျွန်တော်ခီးသွောလုပ်ငန်းတွေကြီးကြီးအောင်ပါတယ်တော့